ဆရာတို့နောက်တဲ့တရာ၆လုံးကိုဆက်သွားမယ်နော်တရာအတန်တို့ကိုစရစင်စန်တရာအတန်ရှိကိုစရစင်ရအောင်နော်ဆရာပြောမယ်ဒီတရာရေးတဲ့အထဲမှာဆရာအနှုတ်လက္ခဏာလေးတွေ့တာအဲ့ဒီအနှုတ်လက္ခဏာလေးကပြီးထားမယ်နေရနော်စာအုပ်ထဲမှာရှာရေးတဲ့အချိန်ကျတော့ရှင်အဲ့ဒီနှုတ်လက္ခဏာလေးပါရှာရေးဘာကြောင့်လဲဆိုတော့အဲ့ဒီနှုတ်လက္ခဏာလေးရဲ့ဒီနေရာနေရာကိုမှတ်မိမှ B ရဲ့အရှိမထားမှာလား B ရဲ့အနောက်မှာထားမှာလားဆိုတော့သိမှာနော်โอเคဆက်သွားမယ် ်တရတန်တူကလည်းရင်စားမယ်နော်တရတန်တူနဲ့အတန်ရှင်နဲ့တွဲပြီးတော့သွားမယ်နော်စရဥစရဥအတချောင်းခင်ဥဆိုတဲ့အတန်မထွက်ဘူးအောက်ကမြင့်တန်မထွက်ဘူးနော်ဥအပိုင်းစရဥစရဥဒါတရတန်ရှင်နော်တရတန်တူဒီစရဥနဲ့စရဥကဘီရဲ့အောက်မှာရှိနေရမယ်နော်သွားမယ်စရဧစရဧ ဆက်လက် A ကိုကြည့်လိုက်တဲ့အချိန်မှာဘာနဲ့ဘာနဲ့ပေါင်းတာလဲသူကတရဆရာအာနဲ့ပေါင်းတာလေဒါကိုပေါင်းစက်တရလို့ခေါ်ရနော်သိထားဖို့တပ်ပါပဲနော်ဆရာ A ဘီရဘယ်မှာလဲအလုံးလက္ခဏာတွေအလဲကောင်မှာဆိုတော့ဘီရအလဲကောင်မှာနော်ဥမာအနေနဲ့ဆရာဘီထက်ပြမယ်နော်အဒီလိုလေးထွက်လာမယ်နော်ဒါပိုက်တရတန်ရှိဆရာ A ဆရာ A တရတန်ရှိနဲ့ဆရာ A တရတန်တို့နဲ့တရတန်ချင်းနဲ့ဘာကွာပါလဲအဲ့ဒီတရဆရာအာလေးကိုဖြိုးလိုက်တာနဲ့တရတန်ရှိဖြစ်သွားတယ်ဟုတ်တယ်နော်အဲ့ဒါအဲ့လိုမျိုးလေးမှတ်ထားပေးမယ် ောင်းတဲ့တလုံးတရတန်တို့ဆရက်အဲ့ဆရက်အဲ့တရတန်ရှိဆရက်အဲ့ဆရအေနော်ဆရအေနဲ့ဆရအေကဘာမှာကွာပါလဲဆိုတော့ဒုချောင်းတချောင်းနဲ့နှချောင်းနဲ့ခွာသွားတော့เนาะဒါကြောင့်မလို့တေချာလေးမှတ်ထားပါနော်30နိုင်စာအုပ်ထဲကိုရှာရေးပါနော်အာဆရာတော်တရဆလတ်ဥရေးပုံရင်းလေးကြည့်မယ်နော်အလုံးလက္ခဏာလေးကိုရေးမယ်အဲ့ဒါပြီးတော့ နှုတ်လက္ခဏာလေးအောက်မှာအလုံးလေးလုံးပြီးတော့တန်တန်လေးဆွဲလာမယ်တန်တရဆလတ်ဦးနော်ဥပမာ B ထည့်ပြီးရေးမယ်ဆိုလို့ရှိရင်ဒုလေးနော်အာဆလတ်ဦးပြီးတော့တရဆလတ်ဦးတခြားကြည့်မယ်နော်တရဆလတ်ဦးကလည်း B ရဲ့အောက်မှာပဲအတရဆလတ်ဦးကမြန်မာစာနဲ့ရှင်းမယ်ဆိုလို့ရှိရင်တချောင်းကင်ပေါ့နော်တရဆလတ်ဦးကြည့်မယ်ခေါခိုင်တတလေးပေါ့နော် B ရဲ့အောက်မှာဆံ B ထည့်ပြီးတော့ရေးမယ်ဆိုလို့ရှိရင် B ကမြင်းချောင်းပဲသူက ရေးအောင်မလေးတို့တတိလေးနော်မြန်မာစာနဲ့ရှင်းမယ်ဆိုလို့ရှင်းစလက်ဦးကနှစ်ချောင်းခင်နဲ့ဝေဆန်းကလုံးပေါက်ထည့်ထားတယ်ဒီနော်အဲ့ဒါပြီးတော့ဆရာလို့တရဆလက် A တရတန်တူသွားမယ်နော်တရဆလက် A ကပေါင်းတပေါင်းဆက်တရနော်သူကတရဆလက် A အတန်တူနဲ့ပေါင်းထားတယ်ဟိုမှာကြည့်မယ် B ပုံစံလေးရေးမယ်အနုလက္ခဏာလေးရေးမယ်ဒါ B ထားတဲ့နေရာနော်အဲ့ဒါပြီးတော့တရဆလက် A ထည့်ထားကြည့်တဲ့ပြီးရေးမယ်ဆိုလို့ရှိရင်သူက sorry ပါဘာဒီလိုပုံစံလေး တရဆလအေးနော်တရဆလအေးကြတော့ပေါင်းဆက်တရရဲ့တရဆလအားလေးပြောလိုက်တယ်တုံချောင်းတချောင်းလေးပဲကြံခဲ့ပြီးတော့ပြီးနဲ့တွဲထားတယ်တရဆလအေးတန်ရှိနော်အဲဆက်တော့ဆက်ပြီးတော့တရဆလအေးကိုရေးကြမယ်တရဆလအေးနဲ့ဆလအေးနဲ့ဘာကွာလဲဆိုတော့တုံချောင်းတချောင်းနဲ့နှချောင်းနဲ့ပဲကွာတယ်နော်တရတန်သူဆိုတော့ပေါင်းဆက်တရဆလအားနဲ့ပေါင်းထားတယ်တရဆလအေးတန်သူပြီးထဲမယ်လို့ရှိရင်ဒီလိုလေး အာဒါမီထည့်ထားတယ်နော်အာတရဆလက်အဲတန်စီကြတော့ဆလက်အာလေးဖြုတ်လိုက်တယ်သူတုတ်ဆောင်နှဆောင်ပဲကြံနေခဲ့တယ်ဒါတရဆလက်